ားလုံးပဲမင်္ဂလာပါခင်ဗျာဒီနေ့စနေနေ့မှာဆိုလို့ရှိရင်ယူရိုပါလိပွဲစဉ်တွေချန်ပီယံလိပွဲစဉ်တွေပြီးသွားတော့ဒါပရီးမီးယားလိပွဲစဉ်တွေနဲ့ Serie A Bundesliga La Liga ပွဲစဉ်တွေရှင်ပိုင်ကစားဖို့ရှိပါတယ်တကယ်လို့လဲပွဲစဉ်ပွဲကောင်းတွေအများကြီးပါဝင်နေပါတယ်ဆိုတော့ထုံးစံတိုင်းပွဲကြို့သုံးသက်ခံမှန်ရွေးချယ်မှုလေးပြုလုပ်ပေးကြပါတယ်ဆိုတော့ဒီနေ့ဗီဒီယိုလေးမှာကျွန်တော်ရွေးချယ်ထားတဲ့ပွဲစဉ်ကတော့ Sunderland တင်းနဲ့ Arsenal တင်းတို့ရဲ့ပွဲစဉ်ပဲဖြစ်ပါတယ်ဒါစနေနေ့ဆိုပေမဲ့တနင်္ဂနွေနေ့ဘက်လို့လည်းပြောလို့ရတယ်ဗောနော်ည7:00နာရီမှာရှင်ပိုင်ကစားမဲ့ပွဲစဉ် ဆိုတော့ဒီပွဲစဉ်ကတော်လေးကိုစိတ်လို့ရှားလို့ဘို့ကောင်းပြီးတော့ဗောနော်ဒါကြည့်လို့ကောင်းမဲ့ပွဲစဉ်တပွဲပြီးတော့အာစနယ်အနေနဲ့ကဒါဆန်ဒါလန်နဲ့ဆန်ဒါလန်နဲ့တွေ့ဆုံနေတဲ့အခြေအနေမှာအာစနယ်အနေနဲ့အခွင့်ကောင်းယူနိုင်ခဲ့မယ်အနိုင်ရရှိခဲ့မယ်ဆိုလို့ရှိရင်တော့ဒါပရီးမီးယားလိအမှတ်ပေးစရာမှာအစစ်တနေရာကထပ်ပြီးတော့ဥဆောင်နိုင်မယ်အခြေအနေမျိုးမှာရှိတဲ့အပြင်ကိုဒီတစ်ပတ်မှာမန်ချက်စတာစီးတီးအသင်းနဲ့လီဗာပူးအသင်းတို့တွေ့ဆုံနေတာဖြစ်တဲ့အတွက်ကို တစ်ဖက်မှာပေါ့နော်အသင်းငှသင်းပွဲချက်နေတာကိုအခွင့်ကောင်းယူပြီးအာစနယ်တို့အနေနဲ့ဒါရမှတ်ဖြတ်နိုင်မယ့်အခွင့်အရေးမှာရှိနေပါတယ်ဆိုတော့အာစနယ်ကိုချီးကျူးကျင်တာလည်းလက်ရှိမှာဆိုလို့ရှိရင်တော့အာစနယ်အသင်းဒီဒါတကဘာလုံးကဒါချီးကျူးလောက်တဲ့အနေထားမျိုးနဲ့ပေါ့နော်ထိုက်တန်တဲ့ခြေစွမ်းမျိုးကိုပြထားတယ်နောက်ဆုံးရှင်းပြိုင်ကစားခဲ့တဲ့ရှစ်ပွဲမှာကလင်းရှိရအောင်နိုင်ခဲ့တဲ့အပြင်နောက်ဆုံးကစားခဲ့တဲ့73ပွဲမှာရှုံးဝဲမရှိဘဲနဲ့ဒါနိုင်မိုးတွေတောက်လျှောက်ရနေတဲ့ခြေစွမ်းမျိုးကိုပြသထားတယ်ဆိုတော့ကလင်းရှိရှစ်ပွဲစတိုက်ယူထားတဲ့အာစနယ်ခြေစွမ်းကတော့ ကျွန်တော်ဒီယာဒီမှာအာစနယ်အသင်းအနေနဲ့ပရီးမီးယားလိပဲဖြစ်ဖြစ်ချန်ပီယံလိပဲဖြစ်ဖြစ်ရယူနိုင်တဲ့ချန်ပီယံဖြစ်နိုင်တဲ့ခြေစွမ်းမျိုးလို့ကျွန်တော်သုံးသပ်ရမှာလည်းဖြစ်တယ်တကယ်လို့ကောင်းမွန်တယ်နိုင်တဲ့နိုင်ထားတဲ့ပွဲစဉ်တွေအားလုံးကိုအနိုင်ရရှိအောင်စွမ်းဆောင်နိုင်တဲ့အပြင်ခန်းစစ်ပိုင်းကတကယ်လို့ solid ဖြစ်ပြီးတော့ဘလို့ပွဲစဉ်မျိုးကိုပဲမဆိုးပါတော့ဒီပြအတီတာအနေနဲ့ချင်းကပ်မှုအပိုင်းအရာရောဒါ game plan အရာရောတကယ်ကောင်းမွန်တာမျိုးရှိတယ်ဆိုတော့တချို့သောအပိုင်းတွေမှာ injury ပြဿနာရှိပေမဲ့လည်း Arsenal အသင်းမှာရှိနေတဲ့ကစားသမားတွေကတော့ဒါ လင်းလက်သွားတဲ့ကစားသမားတွေရဲ့နေရာကိုဖြည့်ပြီးတော့ဗောနော်အတင်းတို့လိုအပ်နေတဲ့နိုင်ပွဲတွေကိုရယူပေးနိုင်တဲ့မန်တယ်မျိုးမှလည်းရှိတယ် physical ဘိုင်းကလည်းအရင် strong ဖြစ်နေတဲ့အနေအထားမှာဒီယာဒီမှာတော့ arsenal အတင်းအတွက် champion ဖြစ်ဖို့အတွက်ကတော့ arsenal ပြည်သက်တွေအနေနဲ့လုံးဝမျှော်လင့်ခြင်းအာကောင်းတဲ့ယာဒီရင်ခုန်စိတ်လို့ရှားဖို့ကောင်းတဲ့ယာဒီလို့ပြောရမှာလည်းဖြစ်ပါတယ်ဆိုတော့ဒီနေ့ပွဲစဉ်ကိုပဲကျွန်တော်တို့ဒါသုံးသပ်ကြည့်မယ်ဆိုရင်တော့တစ်ဖက်က sunderland sunderland ကလည်း arsenal ကို short တော့လို့မရတဲ့အတင်းတင်းဖြစ်ပါတယ်တန်တက်အတင်းဆိုပေမဲ့တန်တက်အတင်း၃သင်းထဲမှာ ဖောင်အကောင်းဆုံးရလတ်ပိုင်းအကောင်းဆုံးကိုပြောလို့ရတယ်။ဆိုတော့စနလန်အနေနဲ့ဒီယာဒီမှာဆိုလို့ရှိရင်တော့ဒါအိမ်ကွင်းကစားခဲ့တဲ့ငါးပွဲမှာရှုံးပွဲမရှိထားဘူး၃ပွဲနိုင်၂ပွဲတည်းလက်ရှိမှာဆိုလို့ရှိရင်လည်းအမှတ်ပေးစရာရဲ့အဆင့်၄နေရာမှာရပ်တည်နေပါတယ်။ရမှတ်၁၈မှတ်နေဆိုတော့ဆိုတော့တန်တက်အသင်းတင်းက ပရီးမီးယားလိအသင်းကြီးတွေထပ်တောင်းမှာရလက်ကောင်းလာတာဖြစ်တဲ့အတွက်ကိုအာဆနယ်အသင်းနေနဲ့ပေါ်ဆလို့မရဘူး။နောက်ပြီးတော့လက်ရှိမှာဒါဆန်နာလန်အသင်းရဲ့အိမ်ကွင်းမှာကစားမယ့်အနေအထားဆန်နာလန်ဒီကျွန်တော်ရှေ့ရပြောလို့ဒီဟာဒီအိမ်ကွင်းရှုံးဝဲမရှိသေးတဲ့ရလက်ကြောင့်အာဆနယ်အသင်းအတွက်ကလည်းခက်ခဲမဲ့ပွဲစဉ်တစ်ပွဲဖြစ်လာဖို့ရှိတယ်။တိုးတော့လေဒီအခွင့်အရေးကိုတော့အာဆနယ်အသင်းအနေနဲ့ဒါမဖြစ်မနေအသုံးချဖို့လိုအပ်နေတယ်။ဒါမှလည်းပရီးမီးယားလိချန်ပီယံဖြစ်ဖို့အတွက်ကိုဒါစီတီတို့ကျွန်တော်တို့လီဗာပူးအသင်းထက်ရှေ့ကိုခြေတလန်းဆော့ရောက်နေမယ်။ အနေထားမျိုးလေးလို့ပြောလို့ရပါတယ်ဆိုတော့ဒီပွဲစဉ်ကနှစ်သင်းစလုံးတို့အရေးကြီးပါတယ်ဆိုတော့စနက်လန်အနေနဲ့ကလည်းအာစနယ်လိုမျိုးဖောင်ကောင်းနေတဲ့အသင်းကြီးတစ်သင်းကိုအော်ဘယ်လိုမျိုးအန်အောလောက်ဆရာခြေစွမ်းမျိုးနဲ့ပေါ့နော်ဒါစွမ်းဆောင်ပြမလဲစိတ်ဝင်စားဖို့ကောင်းနေပါတယ် okay ဆိုတော့ sanalan ရဲ့ကျွန်တော်တို့ဒါ reason form ကိုကြည့်မယ်ဆိုနောက်ဆုံး၃ပွဲလဲ sanalan မရှုံးတော့ဘူး wolf ကို2-0နဲ့နိုင်တယ်အသင်းကြီးဖြစ်တဲ့ chelsea ကိုတော့မှဒါအဝေးဝန်းကနေ2-1ဆိုတဲ့ရလတ်မျိုးနဲ့အနိုင်ရရှိခဲ့တယ်နောက်ဆုံးကစားခဲ့တဲ့ပွဲစဉ်မှာတော့ everton နဲ့1-1သိရရလတ်ထွက်ပေါ်ထားတယ်ဆိုတော့ ဆလာလန်ရဲ့ခန်းစစ်ပိုင်းရလည်းတကယ်ကောင်းမွန်တယ်လို့ပြောရမယ်ကျွန်တော်တို့ဒါဒီယာဒီအိမ်ဝင်း၅ပွဲမှာဆိုလို့ရှိရင်တော့တိုက်စစ်ပိုင်းရတာ၉ကိုကိုထိရပြီးတော့ခန်းစစ်ပိုင်းက၃ကိုပဲပေးထားတာဖြစ်တဲ့တော့ဗောနော်ခန်းစစ်ပိုင်းကြစ်လေတယ်တစ်ဖက်အာစနယ်ကလည်းပြောနေစရာမလိုတကယ် world class ခန်းစစ်ဆိုတော့ဒီပွဲစဉ်ကဘလို့ရလက်မျိုးလေးထွက်လာမယ်ဆိုတော့အာစနယ်တင်းရဲ့နောက်ဆုံးပွဲစဉ်တွေကိုကြည့်မယ်ဆိုရင်တော့နောက်ဆုံးပွဲစဉ်၂ပွဲမှာဘန်လီကို2-0နဲ့နိုင်တယ်တတ်တောင့်တတ်တာနဲ့ပဲ အစလာဗီယာပရာဟာကိုချန်ပီယံလိပွဲစဉ်မှာသရီးစီဆိုရရလက်မျိုးနဲ့ပဲတတောင်တတာနဲ့ပဲအသင်းကြီးဟန်ပန်အပြည့်နဲ့ဒါနိုင်ထားတာမျိုးရှိတယ်။ Okay ဆိုတော့ hat to hat အရာတော့အာစနယ်ဒီအစင်လာရအသင်းကြီးဖြစ်နေတဲ့အတွက်ကိုအစင်လာရဆနာလန်အသင်းပေါ်မှာတော်တော်လေးအသာကြီးရရှိထားပါတယ်။နောက်ဆုံးတွေ့ဆုံမှုကိုကြည့်မယ်ဆိုလို့ရှိရင်တော့ကာဘောင်ကတ်မှာအာစနယ်အိမ်ခွေးမှာ5-1ဆိုတဲ့ရလက်မျိုးနဲ့အနိုင်ရရှိခဲ့ပါတယ်။တိုးတော်လည်းဒါ2021ဆိုတဲ့အနေထားမှာတော်တော်လေးတော့အဲနှစ်အပိုင်းခြားရကွာနေပြီဆိုတော့ ပြောနေစရာမလိုပါဘူးအစင်လာရအာဆနယ်ကတာတယ်လို့ပဲကျွန်တော်ဒါသတ်မှတ်ထားရမှာလေဖြစ်တယ်ဆိုတော့လက်ရှိမှာနှစ်သင်းကြားထဲမှာလူစင်းအရာရောကျွန်တော်ရှေ့ရပြောလို့ပေါ့နော်အတင်းကြီးဖြစ်တဲ့အနေထား recent form လေးကောင်းနေတဲ့အနေထား Monday ဘိုင်း physical ဘိုင်းမှာတော့ Arsenal တင်းရောအပြတ်သက်တာပါတယ်ဆိုတော့ဒီနေ့ထားမှာကျွန်တော်တို့ Arsha ရဲ့အကျော်ပေးမှုကြည့်ရအောင်ပေါ့နော်ဆိုတော့ Arsha ရဲ့အကျော်ပေးမှုအရာတော့ဒါ1.90ဆိုတာမျိုးလေးအကျော်ပေးလာတယ်ဒါလည်း fair ဖြစ်တဲ့အကျော်ပေးမှုလို့တော့ကျွန်တော်တုံးတက်လို့ရပါတယ်ကိုပေါင်းကြီးရဆိုလို့ရှိရင်လည်း2-90မျိုးအကျော်ပေးရတယ်ဆိုတော့ ဒါကလည်းဖြစ်တဲ့အကျော်ပြင်းမှုပါပဲအာစနယ်ရဲ့ခံစစ်ပိုင်းကလည်းဒါဆလန်လန်အသင်းတို့အိမ်ကွင်းဆူဝင်မယ်လေဒါဂိုးရရှိဖို့ခက်ခဲမဲ့အနေထားဆလန်လန်အနေနဲ့ကလည်းအိမ်ကွင်းမှာဒီရဒီမှာပေးကိုတုံးကိုပဲပေးထားတဲ့အနေထားဆိုတော့အာစနယ်တို့အတွက်ကလည်းခက်ခဲမဲ့အနေထားဆိုတော့ဂိုးပေါင်းကြီးရလည်း fail ဖြစ်တယ်ပေါ့နော် Okay ဆိုတော့ကျွန်တော်တစ်ချက်ကြည့်ရအောင်ပေါ့နော်ဒီ United နဲ့ Arsenal ရဲ့ကြီးတန်းအရာဆိုရင်တော့ Arsenal ကတော့ United ထက်စားလို့ရှိရင်ကြီးတန်း100ကျော်နီးပါး120နီးပါးလောက်မြင့်ပါတယ်ဆိုတော့ United အနေနဲ့ Sunderland ကိုအိမ်ခွင်းကနေ1-20ဆိုတဲ့အကြောပေးမှုမျိုးပေးပြီးတော့2-0နဲ့နိုင်ခဲ့တာမျိုးရှိတယ်။ဒါဆိုလို့ရှိရင် Arsenal အဝေးကွင်းအနေနဲ့ဒါ1-50ဆိုတာကတော့ဖြစ်တဲ့နေ။သို့တော်လည်းခြေတန်း120မြင်းတဲ့အနေထားမှာတော့ Arsenal အနေနဲ့လက်ရှိမှာလည်းတပွဲကိုပြန်မြ2-0လုံးရနေတဲ့အနေထားနဲ့ဆိုတော့ဒီပွဲစဉ်က Arsenal ကိုလူကြိုက်များလာနိုင်ဖို့ရှိတယ်။လက်ရှိခြေစွမ်းနေအရာအောပေါ့နော်။ အဲလက်ရှိဖောင်ကောင်းနေတာပေါ့နော်ဒါကြောင့်အာစနယ်ဝဲလူအားမြင့်နိုင်နေတိုးတော့ဘူဂီရီလေးနဲ့1-50ဆိုတာကတော့ဖဲဖြစ်ယုံလောက်လေးပဲပြင်းရှားတဲ့ကြီးလို့တော့ကျွန်တော်သုံးသပ်လို့မရအောင်တကယ်တမ်းအာစနယ်အနေနဲ့1-80လောက်လေးပေးခြင်းပေးလို့ရတယ်တကယ်တမ်းကြီးတဲ့အရာအဲအောင်ခဲ့မယ်ဆိုလို့ရှိရင်ပေါ့နော်ဒါကြောင့်လည်းကျွန်တော်ထည့်သွင်းစဉ်းစားဖို့လိုတာကအာစနယ်အသင်းအနေနဲ့ဆန္ဒလန်းအိမ်ခွေးမှာဂိုးပြတ်နိုင်ရရှိပါမလားဒါလေးတစ်ချက်ကထည့်သွင်းစဉ်းစားဖို့တော့ ်လိုအပ်နေတာမျိုးရှိပါတယ်ဆိုတော့ဥရောပရဲ့ voting to score yes ကိုကြည့်မယ်ဆိုရင်တော့2.2လောက်ပေးထားတာဖြစ်တဲ့သူကနှစ်သင်းလုံး9ရရှိဖို့တော့ခက်ခဲမယ်ဒါကြောင့်လည်းဒီပွဲစဉ်မှာကျွန်တော်ရဲ့အမြင်အရဆိုရင်တော့ဒီပွဲစဉ်က goal နဲ့သွားနိုင်ဖို့ရှိတဲ့ပွဲစဉ်လို့တော့ကျွန်တော်ကတော့ထင်တယ်အဲ goal အနည်းကိုပို့ပြီးတော့ကြိုက်ပါတယ်အာဆင်နယ်နိုင်ခဲ့မယ်ဆိုလို့ရှိရင်လည်းဒါ1-0ဆိုတဲ့ရလဒ်မျိုး ဖြစ်နိုင်တယ်လို့ပေါ့နော်တကယ်တမ်းကြီးအောင်သွားခဲ့မယ်ဆိုလို့ရှိရင်လည်း 2D ဆိုရရလက်မျိုးလောက်တာအဲဖြစ်နိုင်တယ်လို့တော့ကျွန်တော်ထင်တယ်ဆနလန်အနေနဲ့အာစနယ်ရဲ့ခံစစ်ကိုဂိုးရဖို့တော့ခက်ထက်ခဲအောင်မယ်လို့ထင်ပါတယ်ဒါကြောင့်ဂိုးအနေရတော့ပို့ပြီးတော့ဆေးဖြစ်မဲ့အဲရွေးချယ်မှုလို့တော့ကျွန်တော်ထင်တယ်နောက်တစ်ချက်ကတော့ခုနကပြောလို့အဲလက်ရှိအာစနယ်ရဲ့အကျော်ပေးမှုလေးကညှတတဲ့အောင်ရှိပြီမဲ့ပေါ့နော်ကြီးအောင်မဲ့ပုံစံမျိုးမှမရှိတဲ့အတွက်ဆနလန်ကိုစွန့်စားခြင်းနဲ့ညီကိုရီအနေနဲ့ကတော့ဒါပေါပါလေးရင်ခုန်သိမ်းတဲ့ပွဲစဉ်လို့တော့ထင်ပါတယ်။ဒါကတော့ ဆန္ဒလန်အသင်းနဲ့အာဆင်နယ်အသင်းရဲ့ပွဲစဉ်ပေါ်မှာကျွန်တော်ရဲ့အမြင်သုံးသပ်ချက်လေးပဲဖြစ်ပါတယ်။ကျန်တဲ့ပွဲစဉ်တွေကိုတော့ကျွန်တော်ရဲ့ member group လေးမှာတင်ဆက်ပေးသွားမှာလည်းဖြစ်ပါတယ်။နောက်တစ်ခုကတော့ကျွန်တော်တို့ဒါစနေတနင်္ဂနွေနေ့ရက်ထဲကိုပဲ member ယူခြင်းနဲ့ညီကိုတွေအတွက်လည်းဒါစနေတနင်္ဂနွေနေ့ရက်ထဲအတွက်ပေါ့နော်ဒါ member package လေးတက်တာတော့နှုံထားလေးနဲ့ပြုလုပ်ပေးထားပါတယ်။ join ခြင်းနဲ့ညီကိုတွေ Fiverr number လေးချပေးထားပါတယ်။ကျေးဇူးအထူးပဲတင်ရှိပါတယ်ခင်ဗျာ။